စာနယ်ရိပ်ခါမလုံလောက်မှုအတွက်စိုးရိမ်ဖွယ်အမြင့်မားဆုံးအခြေအနေရှိနေတယ်လို့ UNO ချာရဲ့ထုတ်ပြန်ချက်အရမြန်မာပြည်ကစစ်ပေးရှောင်တွေဟာမိမိဒေသမှာမြေမြိုင်းနဲ့တခြားပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေရှိနေပေမဲ့လည်းအတင်းနေရပြန်ဖို့ရွေးချယ်လာရမယ့်အခြေအနေတွေရှိနေပါတယ်။မြန်မာပြည်မြောက်ပိုင်းကချင်ပြည်နယ်အတွင်းကတိုက်ပွဲတွေကြောင့်နေရွှန့်ခွာစစ်ပေးရှောင်တွေရသူတွေဟာနိုင်ငံတကာထောက်ပံ့မှုတွေမရှိတော့တာအလောက်ကန်ရှားပါမှုတွေကြုံတွေ့လာရတာကြောင့် မြန်မာပြည်မြောက်ပိုင်းကချင်ပြည်နယ်အတွင်းကတိုက်ပွဲတွေကြောင့်နေရဲစွန့်ခွာစစ်ပေးရှောင်နေရသူတွေဟာနိုင်ငံကထောက်ပံ့မှုတွေမရှိတော့တာအလုတ်ကန်ရှားပေါမှုတွေကိုကြုံတွေ့လာရတာကြောင့်စာဝတ်နေရေးပြဿနာ ဖြေရှင်းဖို့မိမိနေရဲကို အတင်းပြန်ဖို့အပြင်အခြားရွေးချယ်စရာမရှိပါဘူး IDP တွေကျမတို့စစ်ရှောင်တွေအခုချိန်မှာနစ်ကြလာတယ်ပြီးရင်တစ်ဖက်မှာ စားဖို့တောက်ဖို့ကျမတို့ဒီနိုင်ငံကအလူရှင်တွေရဲ့အဲ ရန်ပုံငွေတွေက short ချသွားတယ်ပေါ့နော်ဆိုတော့ဒီစစ်ဆောင်တွေကဒီမှာပဲနေပြီးတော့လောက်ကန်စားတောက်ဖို့အတွက်ခက်ခဲတွေဖြစ်လာတဲ့အချိန်မှာသူတို့အနေနဲ့အာမိုက်ဂရန့်လောက်ကြတယ်အမျိုးသားတွေပေါ့နော်မိုက်ဂရန့်ဝါကာဖြစ်သွားကြတယ်ကြံခဲ့တာအမျိုးသမီးနဲ့ကလေးတွေအသက်ကြီးပိုင်းတွေပဲကြံခဲ့တယ်သူတို့တွေကဒီမှာထောက်ပံ့နေလဲမရလာတော့ဘာလုပ်ကြလဲဆိုတော့အန်ဒီရရှိတဲ့သူတို့ရဲ့ရက်ရွာကိုဥမာကလေးတွေကိုထားခဲ့ပြီးတော့ ပြန်ပြီးတော့ပေါ့နော်အတရက်နေတပတ်တပတ်နေဒါမှမဟုတ်၃ရက်နေသူတို့ပြန်ပြီးတော့အာဒီသူတို့ရဲ့တောင်ရာဒီမှာငရုတ်ဒီတခွာပေါ့နော်ဖယုံဘာတွေများရှိနေမလဲဆိုပြီးတော့တွားပြီးတော့သူတို့တွားယူစကြတယ်ပေါ့နော်ဒါမျိုးအခြေအနေဒီမှာဆိုရင်အရာအန္တရာယ်များတဲ့ဒီလမ်းမိုင်းကပေါ့နော်ဒါတွေကိုကျမတို့အနေနဲ့အများကြီးစိုးရိမ်မိတယ်ပေါ့နော်အာဒီနေရပြန်ဖို့ အခုတချို့တွေပြောနေကြတယ်တကယ်တမ်းကျမတို့စီမှာမလုံခြုံသေးဘူးမလုံခြုံဘူးဆိုတဲ့နေရာအလိုတည်တဲ့အတိုင်းပေါ့နော်ဘာမှရှင်းလင်းရေးတွေလည်းမလုပ်သေးတဲ့အနေအထားမှာအာကျမတို့ပြန်ဖို့လုံးဝအဆင်မပြေဘူးတစ်ဖက်မှာဒီအာစစ်ဆောင်တွေကိုအစားအသောက်ပေါ့နော် ကျမတို့အဲတို့ကိုမကူညီပေးနိုင်ဘူးဆိုရင်ခုနပြောသူမျိုးဒါကလည်း force return ပေါ့နော်အတင်းတမနေရက်ပြန်ဖို့ တွန်းအားပေးစေတဲ့အရာတစ်ခုဖြစ်စေနေတယ်ပေါ့နော်ကျမတို့အနေနဲ့ကတော့ဒါကိုလည်းနိုင်ငံတကာအဖွဲ့အစည်းတွေကိုလည်းအတိပေးချင်တယ်ပေါ့နော်အာဆိုတော့ဒီလိုအနေထားမှာဒီမိုင်းရှင်နေရမှုမရှိသေးတဲ့နေရာတွေမှာလုံးဝစားတော့ငတ်ခံမလားဒီ risk ကိုယူမလားဆိုတဲ့အနေထားမှာဒါကိုမဖြစ်မနေပေါ့နော်တို့အနေနဲ့ အာရွေးချယ်စရာမရှိဘဲနဲ့ဒီကိုပြန်ပြီးတော့တွားယူရတဲ့အနေထားတွေတွားလှုပ်ရှားရနေတဲ့အနေထားတွေကြုံနေရတယ်ပေါ့နော်ဒါကြောင့်မိမိနေထိုင်ရာနေရဟာမလုံခြုံသေးပေမဲ့အချိန်နည်းမျိုးကြမှာနေရပြန်ရတဲ့အခါမြေမိုင်းနဲ့တခြားပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေနဲ့ပတ်သက်လို့သတိထားမယ့်အချက်တွေကို KNG ကပြောပြပေးသွားပါမယ်။တကယ်တမ်းကျမလုံခြုံသေးတဲ့မိမိနေရကိုအလင်းစလိုမပြန်သင့်ပါဘူး။ မိမိနေရဲ့ဆွန့်ခွာသွားတဲ့အချိန်မှာပဲမိမိနေဒါမှမဟုတ်နေတဝိုက်မှာမြေမြုပ်မိုင်းနဲ့တခြားပောက်ကွဲစီတတ်တဲ့ပစ္စည်းတွေကရှိနေနိုင်ပါတယ်။ဒါကြောင့်မဖြစ်မနေပြန်ရတဲ့အခြေအနေမျိုးနဲ့ကြုံလာရင်တော့မကြသေးခင်ကပဲနေရက်ကိုပြန်ခဲ့ဘူးသူတွေဒါမှမဟုတ်နေရက်မှာပဲကြံနေခဲ့တဲ့တခြားသူတွေပြီးရင်ယမီယဖရိစီကနေမြေမြုပ်မိုင်းနဲ့တခြားပောက်ကွဲစီတတ်တဲ့ပစ္စည်းတွေရဲ့အချက်လက်တွေကိုတတ်နိုင်တယ်များစုဆောင်းတင်ပါတယ်။ ပြီးရင်မိမိနေအိမ်ဟာလက်နက်ကင်တိုက်ပွဲကြောင်းထိခိုက်ထားတဲ့ဒဇုံတရားလက္ခဏာပြနေတာဥပမာမီးလောင်ထားတာနိုင်ငံတွေမှာအပေါက်တွေရှိနေတာစတာတွေကိုသတိပြုပြီးတော့အနေကင်းမှပဲအရွယ်ရောက်ပြီးတဲ့မိသားစုဝင်တကူကအိမ်ထဲကိုဝင်ပြီးစစ်ဆေးတာအကောင်းဆုံးနည်းလမ်းပါနောက်တစ်ခုကတော့တခြားနေရပြန်လာသူတွေနဲ့လည်းတိုင်ပင်ဆွေးနွေးဖို့လည်းလိုအပ်ပါတယ် ီးရင်တော့မိမိပတ်ဝန်းကျင်ကတိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာတွေစွန့်ပစ်ထားတဲ့အဆောက်အဦတွေလက်နက်ကြီးပေါက်ကွဲမှုတွေကြောင့်ဖြစ်နေတဲ့ဂျိုင်တွေလက်နက်ကင်တွေခိုလုံခဲ့တဲ့အဆောက်အဦတွေပေါ်ဝင်ကရုတ်ချင်းတွေစစ်စည်းဂိတ်တွေနဲ့တရားပြီးတော့တီဆုံထိကိုက်ဒဏ်ရာရထားတဲ့တရိတ်ဆန်ဒါမှမဟုတ်အယိုးစုပုံတွေရှိနေတဲ့နေရာတွေကိုတရိထားပါမလို့အရင်အဲ့ဒီနေရာတွေကိုလုံးဝမသွားတာကအကောင်းဆုံးပါ မြန်မာနိုင်ငံတဝမ်းမှာမြေမြူမိုင်းနဲ့တခြားပောက်ကွဲစေတဲ့ပစ္စည်းအသုံးပြုမှုတွေကြောင့်အရသာနှူးနေစဉ်ထိခိုက်သေးဆုံးမှုတွေဖြစ်နေသလိုပြင်းထန်လာတဲ့တိုက်ပွဲတွေကြောင့်နေရဲစွန့်ခွာရတဲ့စစ်ပေးဆောင်ဦးရေဟာဒီနေ့နိုဘာလအထီကို3.6တန်းခန့်တိရှိနိုင်တယ်လို့ UNUCHA ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ခင်ဗျာ။